္လာပါခင်ဗျာကျွန်တော်ကတော့တားတော့ဟောတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်ကနေ့ဖတ်ကြားပေးမှာကတော့သင်္ကန်းသားပြည်များအတွက်မြန်မာလတလတာကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်သင်္ကန်းသားပြည်များနေဖြင့်ဒီလာတယ်မှာကအလူအတန်းကိစ္စလေးတွေနည်းနည်းလေးဆောင်ရွက်ရတာလေးတွေရှိမယ်ပေးကမ်းဆွံ့ကြဲတာမျိုးအလူအတန်းကြီးကြီးမားမားမဟုတ်ရင်တော့မှကိုကပေါ့ကိုနွမ်းပါတဲ့လူလေးတွေပေါ့နော်လမ်းတွေးတဲ့အလိုမျိုးကလေးလေးတွေစသဖြင့်ပေါ့နော် အဲသူတို့တွေကိုကငွေကြီးအနေငယ်ပဲဖြစ်ဖြစ်ကိုတန်းနိုင်တော့ပိတ်ကန်းဆွန်ကျဲမိနေတာမျိုးတွေတွေ့ရတယ်။နောက်တစ်ခုကတနင်္လာသားသမီးများတွေဒီကာလထဲမှာကလေးငယ်နဲ့ပတ်သက်ပြီးစစ်ချမ်းမြေရာလေးတွေကျုံဝတ်တတ်တယ်။ပြီးတော့ပေါ့နော်။အဲဒီလာထဲမှာကမြစ်တာကြီးအိမ်တော်ကြီးမိသားစုကြီးမှလည်းကြောရှင်ရာလေးတွေပြည့်နေနေ။အဲတခုရှိတာကမိမိကမိမိဖြစ်ချင်းတဲ့ရာလေးတွေကိုကောင်တယ်ပေါ်နေတယ်။လူလေးတွေလည်းတွေ့ရတယ်။အဲလိုလူလေးတွေနဲ့မိမိဖြစ်ချင်တာလေးကိုဆက်လက်ပြီးကောင်းတဲ့ပေါ်ပါ မကြခင်မှာမိမိဤမှန်ချက်တည်းပေါ့နော်အောင်မြင်နိုင်မယ်ပြည့်ဝနိုင်မယ်ဆိုပြီးတော့ပေါ့နော်ဒါတော့ပြောထားတာလေးတွေရှိတယ်အဲပြီးတော့ကျမ်းမာရေးအနေနဲ့ဆိုရင်ပြောချင်တာလေးကအမီးနဲ့တရားစစ်နဲ့ပတ်သက်ပြီးနည်းနည်းလေးကြီးဆိုင်ပြီးမိတဲ့ဆူမှုတွေကအဲ့ဒါလေးတွေပတ်သက်ပြီးရတော့နည်းနည်းလေးကြီးဆိုင်ပြီးဖို့လိုတယ်ပြီးတော့မိမိအိမ်မှာကလေးတငယ်လေးတွေရှိရင်ပေါ့နော်အဲပြောချင်တာကနော်အဲကလေးတငယ်ဒါမှမဟုတ်ဥပမာအကြောင်းဝတ်ကြည့်ဖို့နော် တောက်သုံးရေးထူဒန်းနာဒါမှမဟုတ်ထူရေးထူဒန်းနာမျိုးလေးတွေလုပ်ပေးပါဘောနော်မိမိရဲ့ကန်တရားရဲ့ဆောက်ပံ့လေးတွေကြောင်းကန်တွေဖြန့်သွားအောင်ပေါ့နော်အဲပြီးတော့ကြတော့အဲမိတ္တရင်းနဲ့ပတ်သက်ရင်ချီရင်းနဲ့ပတ်သက်ရင်ကြတော့ကိုကဘောနော်ဆရာမတောက်တော်ရေးဆက်ွက်လှူပြီးတော့ကိုဖြစ်ချင်တာလေးတွေအိမ်တော်ရေးစင်မပြေတာအိမ်တော်ရေးမပြေလေတာလေးတွေစူတောင်းပေးလို့ရတယ်လို့ဝေးကြီးနဲ့ပတ်သက်ရင်ကြတော့လေဘောနော်မိမိကဘောနော်အဲမိမိရဲ့အိတ်ထဲမှာကျွေသိပေါ့ကျွေသိဒင်္ဂါပြားဆက်ပြီးမှာ အဘလူးတွေ့စီပဲဖြစ်ဖြစ်ပေါ့နော်အဲမြန်မာငွေရှေ့တော့ငွေကြီးသင်္ကာပြားလေးတွေဘာလေးတွေငါးပြားတွေ25ပြားတွေစားရလေးတွေပဲဖြစ်ဖြစ်အခုဆိုရင်နိုင်ငံရဲ့ခြားတော့တချို့ဆိုသွားကြတာလေးရှိရပေါ့နော်အဲသူတို့ဆိုရင်ထိုင်းဆိုရင်လည်းအလိုမျိုးဘတ်ဆိုရင်အတွေ့အကြုံလေးတွေထုတ်တယ်အဲ့လိုငွေကြီးလေးတွေပေါ့အဲ10ပြားလောက်ကိုပေါ့နော်စီးတန်လေးပေါ့နော်ဘွားအစ်ကလေးတသက်ထဲမှာဆက်ဆက်ပြီးတော့အဲရင်းမွေးလေးစွတ်ပြီးတော့အဲပေါင်ထားပေးပါလို့ပြောချင်တယ်ပေါ့ငွေကြီးလက်လာပါနဲ့ပတ်တယ်ပြွင့်မယ် ငါတို့ကကလေးတငယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲစိတ်မချမ်းမြေ့ကြလေးတို့မှာကလေးတငယ်ချမ်းမင်နာထရပါနဲ့တုံခဲရရင်မိမိအိမ်မှာစောက်တော်ကြီးကိုကွက်ပေါ့နော်အဲလှူဒန်းပြီးတော့စူတောင်းလို့ရသလိုမိမိရဲ့လောကန်ခွန်းလန်းနေသူပြူဘူးဆိုရင်ရှစ်ခန်းနဲ့ပတ်သက်တဲ့ငွေကြီးကိုပေါ့နော်အဲမိမိရဲ့အောက်လက်ငယ်သားဝန်ထမ်းနဲ့ဖြစ်ဖြစ်မိမိရဲ့ကဲငယ်တဲ့လူရဲ့ဖြစ်ရလို့မရှိမှန်ပါတဲ့လူတွေရှေ့ကနေနဲ့ပတ်သက်တဲ့လူကြီးတွေကိုပြူဒန်းပေးခြင်းဖြင့်လည်းမိမိရဲ့လောကိုင်းနေမိမိဆောင်ရွက်နေတဲ့အစီအစဉ်တွေအောင်မြင်အောင်ပြောင်းပေးလို့ရပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေများဘုံပါလက်တသားလုံးကစိတ်သွားတိုင်းကိုပါကျန်သမျှအောင်ဆောင်းသမျှမြောက်လို့ပေါ့နော်အသာသာရရာကျမ်းမာကြီးကနော်လူမှုရေးသာသာရရာမှာသင်ပြီးထုံးမှုကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ご覧いただきありがとうございます